မင်္ဂလာပါခင်ဗျာဒီကျွန်တော်ရောက်နေတဲ့နေရာကဒါကျွန်တော်တို့အာဇာနီကောင်းဆောင်ကြီးတွေကြားရှုံခဲ့တာကိုအထိမ်းမှတ်လုပ်ထားတဲ့အာဇာနီကုန်းအရှိမဖြစ်ပါလေအချိန်ကတော့ကျွန်တော်တို့9နာရီမိနစ်50လောက်ရှိပါပြီဒီမှာဆိုရင်ဒီနေ့ရထူးခြားချက်ကကျွန်တော်တို့ဒီမှာဆိုရင်ဒီအာဇာနီကောင်းဆောင်တွေကိုလာရောက်ကာရဝပြုတဲ့ဒီလွမ်းလူပန်းခွေချတာတွေကိုကျွန်တော်တို့ဒိုင်ရိုက်ကြည့်ရှုဖို့အတွက်ဆိုဒီဘက်မှာပရိုဂျက်တာတွေထောင်ထားတာတွေ့ပါလေဒီမှာကဒီပြိတ္တတွေကအများကြီးရောက်ရှိပြီးတော့ဒီအာဇာနီကောင်းဆောင်တွေကိုလာရောက်ကြည့်ရှုနေတော့တွေ့ရပါခင်ဗျအဲ့ဒီထဲမှာကျွန်တော်တို့ဒီမှာလာပြီးတော့ကာရဝပြုတဲ့ဒီအမျိုးသမီးတယောက်ကိုမေးကြည့်မှဖြစ်ပါလေခင်ဗျ ဟုတ်ကဲ့မင်္ဂလာပါညီမပထမဆုံးညီမနာမည်နဲ့ဘယ်မြို့နေရာလာတာဟုတ်ကဲ့ညီမနာမည်ဣဖြူစင်မှာတောင်ငုံမြို့နယ်လာပြီးတော့ဒီလိုလာပါတော့ဟုတ်ကဲ့ဒီနေ့အာဇာနည်ကောင်းကိုအခုလိုရောက်ရှိတဲ့အချိန်မှာညီမအရင်ထဲမှာဘယ်လိုခံစားရလဲအရန်ကိုထက်လိုက်လဲလဲကိုလည်းပျော်ပါတယ်ပြီးကြအရန်လဲဝမ်းနေပါတော့ဒီအာဇာနည်တွေအတွက်အရန်ကိုလည်းဒီလိုမရောက်ရောက်လာတဲ့အတွက်လည်းကိုယ်ကိုယ်ဂုဏ်ယူပါတယ်ဟုတ်ကဲ့အကောင်လုံးတို့လည်းပျော်ရွှင်ပါတယ်ဒီလူငယ်တယောက်အနေနဲ့ဟောဒီအာဇာနည်ကောင်းဆောင်တွေထားရှိခဲ့တဲ့စိတ်ထားမျိုးအတွက်ကိုအားကြမ်းပြတာမျိုးရှိတာဗာလီများညွန်လင်းချက်တွေရှိတယ်ခင်ဗျ ဟုတ်ကဲ့ဟိုညီမတို့ဒီအာဇာနည်တွေရပါတော့ညီမတို့နိုင်ငံကအသက်နဲ့ပေးပြောကာကွယ်ပြောနော်အသက်ဆုံးရှုံးမိခံပါပါညီမတို့ညီမတို့အနေနဲ့အတူတူပါတော့အကောင်လုံးတိုင်းသူပြည်သားရလဲကိုယ့်ရဲ့နိုင်ငံဘောနော်သူတို့ထပ်ပို့ပြီးတော့လဲကာကွယ်ရမယ်ပို့ပြီးတော့လဲချစ်မြတ်နိုးရမယ်နော်ကိုယ့်တိုင်းပြည်ကောင်းဖို့အတွက်လဲဒီထပ်ပို့ပြီးစူးစမ်းဖို့လိုပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျခုလိုဖြစ်ခုလိုဖြစ်ကြပေးတာဒါတော့ဒီအာဇာနည်ဂုံးကိုလာရောက်လေ့လာတဲ့ညီမငယ်တို့ကိုမေးမြန်းခဲ့တာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အချိန်ရရသလိုဆက်လက်ပြီးတော့လဲဒီမှာလာရောက်တဲ့လူတွေကိုတွေ့ဆုံမေးမြန်းတော့မှာဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ